2025ခုနှစ်ဇွန်လ21ရက်နေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ B2 Spirit ဘုံးကျဲလေယာဉ်အနေနဲ့ CBU 57 Massive Penetrator Bunker ဖြတ်ဘုံးတွေကိုအသုံးပြုပြီးတော့ Iran Nuclear စိတ်ယုံသုံးခုကိုတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီစိတ်ယုံသုံးယုံကတော့ Natanz, Isfahan နဲ့ Fordo တို့ပဲဖြစ်ကြပါတယ်။ Iran ရဲ့အကြီးဆုံး Uranium တန့်စင်စိတ်ယုံ Natanz ကတော့ အစ္စရေးကတိုက်ခိုက်ခဲ့ပြီးဖြစ်ပေမဲ့အမေရိကန်တို့အနေနဲ့ယူရေနီယံတန်းစစ်ဆေးရုံကိုထပ်မံဖျက်ဆီးဖို့အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ Isfahan ကတော့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအတွက်အရေးပါတဲ့သုတေသနစင်တာပဲဖြစ်ပါတယ်။အစ္စရေးအနေနဲ့ကလည်း Isfahan ကိုနှစ်ကြိမ်တိုင်းတိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ Foro ဆေးရုံကတော့တီဟီရန်ရဲ့တောင်ဘက်125မိုင်ကွာမှာရှိပြီးတော့အီရန်မှာရှိတဲ့အလွန်အရေးပါတဲ့မြေအောက်နျူကလ িয়ার ဆေးရုံကြီးနှစ်ခုတွေကတစ်ခုပဲဖြစ်ပါတယ်။ ်ဖော်ရိုးကိုကာကွယ်နိုင်ဖို့အတွက်တောင်တန်းတွေထဲမှာအဆောက်အဦကိုစောက်ထားတာပဲဖြစ်ပါတယ်။တန်းစင်ပြီးယူရေနီယံတွေကိုတူလောင်ထားပြီးတော့နျူကလ িয়ার လောင်စာကြောင်းတွေကိုတုံ့ပြန်တန့်စင်ဖို့အီရန်ကလှုပ်ဆောင်နေတဲ့အရေးကြီးစီမံကိန်းလေးဖြစ်ပါတယ်။အမေရိကန်တွေမတိုက်မီအစ္စရေးကာကွယ်တပ်ဖွဲ့တွေကဖော်ရိုးစက်ရုံကိုတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့အဓိကပြစ်မှတ်တွေကမြေအောက်စက်ရုံအနီးတစ်ဝိုက်ကအီရန်ရဲ့မြေပြင်ကဝင်ဟင်ပစ်ဒုံးကြီးတွေနဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေကိုပဲဖြစ်ပြီးတော့ နျူကလ িয়ার ဆက်ရုံကိုအကန့်အွယ်ပိုမဲ့သွားအောင်လုပ်နေကြတာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်မှာရှိတဲ့နျူကလ িয়ার တန့်စင်ဆက်ရုံဖော်ရိုးနဲ့အခြားစီမံကိန်းနေရာတွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အီရန်အစိုးရမီဒီယာတွေကတော့ဖော်ရိုးရဲ့အစိတ်ပိုင်းတချို့ကိုရန်သူတိုက်ခိုက်တာခံခဲ့ရတယ်လို့ပဲထုတ်ပြန်ခဲ့ပါတယ်။အီရန်ရဲ့ဖော်ရိုးနျူကလ িয়ার စီမံကိန်းနေရာကိုဖျက်ဆီးဖို့အတွက် လိုအပ်တဲ့ဘုံတွေကိုတည်ဆောင်နိုင်ဖို့တခုတည်းတော့ reader fan မမိအောင်ပြန်နိုင်တဲ့ဘုံကျဲလေရင် B2 separate ကိုအသုံးပြုခင်ကြပါတယ်။ Missouri မှာရှိတဲ့ White Van Latent Scan နေမှာ B2 လေရင်နေနဲ့ Oklahoma မှာရှိတဲ့ Alex Latent Scan က KC135 Strato Tanker လေရင်တွေကိုလည်းအသုံးပြုခင်ကြပါတယ်။ Donald Trump ကတော့တိုက်ခိုက်မှုတွေက American Israel နဲ့ကမ္ဘာအတွက်တမိုင်းဝင်တဲ့အခိုက်အတန့်တွေလို့ဖော်ပြပြီးအလွန်အောင်မြင်တယ်လို့ဆိုခဲ့ပါတယ်။ သူကအီရန်ကိုဒီစစ်ပွဲကိုအဆုံးသတ်ဖို့နဲ့နျူကလ িয়ার သဘောတူညီချက်တွေကိုလက်ခံဖို့တိုက်ထွန်းခဲ့ပြီးနောက်လာမယ့်အကျိုးဆက်တွေကိုလည်းသတိပေးခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတော့သူကအီရန်ကခုစစ်ပွဲကိုအဆုံးသတ်ရမယ်၊ကျေးဇူးတင်ပါတယ်လို့ရေးသားခဲ့ပါတယ်။ထရန့်ဟာရခင်ကအီရန်ရဲ့ထိပ်တီးကောင်းဆောင်အယာတိုလာအလီခါမီနီကိုလှုပ်ချံဖို့အစ္စရေးကအဆိုပြုချက်ကိုတားမိခဲ့ပါသေးတယ်။ဒါပေမဲ့ CIA ညွှန်ကြားမှု John Radcliffe နဲ့ဘူဂျိုဂျီဒန်ကိန်းတို့ရဲ့အကြံပေးမှုတွေနဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်နိုင်မှုစွမ်းရည်တွေတိုးတက်လာတာတွေကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်ကကြောင်းလွင်သွားဝင်ရပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီး Abbas Araghchi ကတော့အမေရိကန်ရဲ့ပါဝင်မှုကိုအလွန်အနည်းများတယ်လို့ပြောခဲ့ပြီးဒေတာတွင်းမှာရှိတဲ့ American Six Gun တွေကိုတုံ့ပြန်တိုက်ခတ်သွားမယ်လို့သတိပေးခဲ့ပါတယ်။ဒါပြင် ဘဝယူနယ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ဟောမူးစီရဲလက်ချောင်းကိုပိတ်ဖို့ကိုလည်းအရေးမှပြခဲ့ကြပါတယ်။ American Congress ခေါင်းဆောင်တွေဖြစ်တဲ့အောက်လွတ်တော်ဥက္ကဋ္ဌ Mark Johnson နဲ့အထွတ်လွတ်တော် Mark Johnson တို့ကတော့တိုက်ခိုက်မှုတွေကိုဆုံးဖြတ်ချက်ပြတ်သားတယ်လို့ထောက်ခံခဲ့ကြပါတယ်။ Israel ကာကွယ်ရေးဝန်ကြီးဟောင်း Roger Lance ကလည်း Trent ရဲ့ရဲရင်နဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်လို့ချီးကျူးခဲ့ပါတယ်။အိန္ဒိယမျိုးသား Congress ကတော့ အစ္စရေးလှုပ်ဆောင်ချက်တွေကိုတရားမဝင်လို့ရှုံချခဲ့ပြီးဒေသတွင် မတည်ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီကွတရက်စ်ကတော့စီအေရတိုးမြင့်လှုပ်ဆောင်မှုတွေကိုရှောင်ရှားဖို့နဲ့တဏ္ဍာရေးကိုဦးစားပေးဖို့တိုက်တွန်းခဲ့ပါတယ်။ပြည်ထောင်ဝန်ကြီးချုပ်ဒေးဗစ်လမ်မီကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေမှာပြည်တိုင်ပါဝင်မှုမရှိကြောင်းကိုအတည်ပြုခဲ့ပြီးအီရန်ကိုလည်း တန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်ဖို့တိုက်တွန်းခဲ့ပါတယ်။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကတော့ဥရောပခေါင်းဆောင်များအနေနဲ့အီရန်နဲ့ဆွေးနွေးမှုကိုအချိန်မြင့်လှုပ်ဆောင်မယ်လို့ပြောကြားခဲ့ပါတယ်။ပုံရံမင်းကြီးလီယိုကလည်းအီရန်ပေါ်လေကြောင်းတိုက်ခိုက်မှုတွေဟာစိုးရိမ်ဝေရဖြစ်ကြောင်းပြောကြားခဲ့ပြီးနိုင်ငံတကာအတိုက်အဝန်းတွေကိုလည်းအကြမ်းဖက်မှုတွေကို ရှုတ်ချဖို့တောင်းဆိုခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ကတော့ အီရန်နဲ့အစ္စရေးကြားပြည်ပကနေဖြည့်ရှင်းဖို့အတွက်ဂျာဝင်ညှိနှိုင်းပေးဖို့ကန့်လန့်ခဲ့ပါတယ်။အီရန်နိုင်ငံဟာအင်တာနက်ပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရပြီးတော့ net block ရဲ့အဆိုအရတော့36နာရီကျော်အင်တာနက်လုံးဝပြတ်တောက်နေခဲ့ပါတယ်။အီရန်ဆိုရဟာအစ္စရေးထောက်လှမ်းရေးတွေနဲ့စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုတွေကိုဟန်တားနိုင်ဖို့အင်တာနက်ကန့်တက်မှုတွေကိုပြုလုပ်ထားတယ်လို့ press tv ကဖော်ပြထားပါတယ်။တိုက်ခိုက်မှုတွေဆက်ရှိနေပေမဲ့အီရန်ရာရှိအချို့ကတော့ အစ္စရေးနေနဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ပေးရန်တန်တမာရေးရဆက်လက်လှုပ်ဆောင်ဖို့ဆန္ဒရှိနေတဲ့အကြောင်းအရေးမှပြကြကြပါတယ်။ကျွမ်းကျင်သူတွေကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာနောက်ပြန်ဆုတ်သွားပြီမှလည်းလုံးဝဖျက်ဆီးခံရခြင်းမရှိသေးဘူးလို့ဆိုထားကြပါတယ်။